ခုတင်ဆက်ပေးမယ့်သတင်းကတော့ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းနဲ့နည်းပညာအထောက်အပံ့များအတွက် ADB ဘဏ်မှဒေါ်လာ350ကုညရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌရဲ့ပြောကြားမှုအရကျေးလက်နဲ့မျိုးပြဖွံ့ဖြိုးရေးပညာရေးအရက်ဖက်လူမှုအဖွဲ့အစည်းစီးပွားရေးစီမံကိန်းတွေနဲ့နည်းပညာအထောက်အပံ့တွေအတွက်အာရှဖွံ့ဖြိုးရေးဘဏ်ကနေအမေရိကန်ဒေါ်လာ350ထောက်ပံ့သွားဖို့ရှိရလို့သိရပါတယ်။ဒီလိုကူညီရမှာ မြန်မာနိုင်ငံမှာအလောက်ကန်အခွင့်အလမ်းအစ်တွေပေါ်ထွက်လာဖို့နဲ့ပြည်သူအလုံးပါဝင်တဲ့ရေရှည်တည်တဲ့နဲ့စီးပွားရေးဖန်တီးနိုင်မှုအတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့အမေရိကန်ဒေါ်လာတန်း90ကိုကူညီရမှာလူသားကျွမ်းကျင်မှုဆိုင်ရာနဲ့အဖွဲ့အစည်းပိုင်းဆိုင်ရာဆွဲဆောင်ရေးမြင့်မားဖို့ဤပညာပိုင်းမှာအမေရိကန်ဒေါ်လာ23သန်း3ဆွဲမှာဖြစ်ပါတယ်။ဒါအပြင်အခြေခံအဆောက်အဦတိုးတက်မှုဆိုင်ရာမှာအမေရိကန်ဒေါ်လာ18တန်း3ဆွဲမယ်လို့သိရပါဗျ။ဆက်လက်ပြီး ကျေးလက်ဆိုင်ရာလုပ်ငန်းအသက်မွေးဝမ်းကြောင်းမူ HIV AIDS လူနာကဏ္ဍမျိုးပြဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍတွေအတွက်လည်းကူညီသွားမှာဖြစ်ပါတယ်။အာရှဖွံ့ဖြိုးရေးဘဏ်ဟာမြန်မာနိုင်ငံရဲ့အကျိုးတွေကိုရှင်းလင်းပေးခဲ့ပြီးပထမအဦးဆုံးချင်းငွေအဖြစ် American Dollar 932တန်းကိုထုတ်ချေးပေးဖို့ရခိုင်လကအတည်ပြုခဲ့ပါတယ်။2023ခုနှစ် February လ9ရက်နေ့ကနောက်ဆုံးကြေညာခဲ့တဲ့အထောက်အပံ့မှာမြန်မာအစိုးရရဲ့လူစွမ်းအားအရင် အမြင့်နဲ့ ဖွဲ့စည်းပုံဆိုင်ရာစွမ်းရည်တိုးတက်စေဖို့အတွက်၃နှစ်တာကာလအတွက်အမေရိကန်ဒေါ်လာ၄သသမ၅သန်းကိုကူညီမှာဖြစ်တယ်လို့သိရပါရဲ့ရှင်၂၀၁၂ခုနှစ်မှာအာရှဖွံ့ဖြိုးရေးဘက်ရဲ့လေးလာမှုတရေအရမြန်မာနိုင်ငံရဲ့စီးပွားရေးဟာနှစ်စဉ်ခုနှစ်ရာခိုင်နှုန်းကနေ၈ရာခိုင်နှုန်းအထိတိုးတက်လာနိုင်ပြီးမြန်မာနိုင်ငံဟာအလဲအလတ်ဝင်ငွေရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တယ်လို့ခန့်မှန်းသုံးသပ်ထားပါရဲ့ရှင်